မင်္ဂလာပါ Freaky Friday မြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် social media အသုံးပြုရင်လည်းပျော်ပျော်ပါပါ live လုပ်နေရင်လည်းမထင်မှတ်ထားတဲ့ဖြစ်ရပ်ဆိုးကြီးနဲ့ကြုံတွေ့လိုက်ရတယ်လို့စိတ်ကူးယဉ်ကြည့်လိုက်ပါဒီလိုကံကြမ္မာဆိုးကြီးကိုအသက်နဲ့လဲပြီးကြုံတွေ့လိုက်ရတဲ့သူကတော့အသက်22နှစ်အရွယ်တူချိုမျိုးက influencer ကောင်မလေးတယောက်ပဲဖြစ်ပါတယ်2025ခုနှစ် match လ17ရက်နေ့မနက်9:50အချိန်လောက်မှာအသက်53နှစ်အရွယ်စားလို့ရေးအလုပ်ငန်းခွင်ကအလုပ်သမားတဦးဟာအစာအုပ်ရဲ့ဒုတိယတက်မှာအလုပ်လုပ်နေရင်းကနေ လန်မကန်ဟာမိန်းကလေးတယောက်ရဲ့ဆူဆူရှက်ရှက်အော်တဲ့အတန်ကိုကြားလိုက်ရပါတယ်။သူမရဲ့အော်ဟင်းနေတဲ့အတန်တွေဟာဆယ်စက္ကန့်လောက်ကြာမြင့်ခဲ့ပါတယ်။ဘာများဖြစ်တာလဲမသိဘူးဆိုပြီးဒီအမျိုးသားကြီးကပရင်ပေါက်ကိုပြေးပြီးကြီးလိုက်တဲ့အခါမှာခဲအောင်အင်ဂျီကိုဝှက်ထားတဲ့မျိုးသမီးတယောက်ဟာလမ်းမပေါ်မှာလဲကျနေခဲ့ပါတယ်။သူမရဲ့အပေါ်ကိုအုံမိုးထားတဲ့သူကတော့အုတ်ထုတ်အနက်ရောင်ဆောင်းပြီး mask အုပ်ထားတဲ့အမျိုးသားတယောက်ပဲဖြစ်ပါတယ်။အမျိုးသားကလဲကျနေတဲ့ကောင်မလေးကိုစကားပြောနေဟန်နဲ့တူပြီးတော့သူ့ရဲ့ပုံစံက အရန်ကိုအေးဆေးတည်ငြိမ်နေတဲ့အတွက်လဲကျနေတဲ့ကောင်မလေးကိုများထူပေးနေရလားမသိဘူးလို့ကုမ္ပဏီဝန်ထမ်းအဖိုးကြီးကတွေးလိုက်ပါတယ်။ဘေးကဖြတ်သွားဖြက်လာလူတယောက်ကဖုန်းခေါ်နေတာကိုလည်းမြင်လိုက်ပြီး၅မိနစ်ကြာမှတော့အခင်းဖြစ်ပေါ်ရနေရကိုရဲတွေရောက်ရှိလိုလာခဲ့ပါတယ်။နောက်မှအဖိုးကြီးတိလိုက်ရတာကဓာတ်ထိုးမှုဖြစ်တာတဲ့။ဓာတ်ထိုးခံရတဲ့သူကအသက်22နှစ်အရွယ်အိုင်ရီစာတိုးလို့အမည်ရတဲ့ဂျပန်ဆယ်လီမလေးတယောက်ဖြစ်နေခဲ့ပါတယ်။သူမဟာ online platform တစ်ခုပေါ်မှာ follower ပေါင်း2600ကျော်ရှိတဲ့သူတယောက်ဖြစ်ပါတယ်။ သူမဟာအဲ့ဒီ match လ17ရက်နေ့မနက်ခင်း9:30အချိန်ကတိုကျိုမြို့ရှင်ဂျူကူမှာရှိတဲ့တာကာတာနိုဘာဘာ train station မှာ who watch လို့အမည်ရတဲ့ application ကနေ live လွှင့်နေခဲ့တာပဲဖြစ်ပါတယ်။ဒီလိုလမ်းလျှောက်ပြီး live လွှင့်ရင်ပရိသတ်တွေနဲ့စကားပြောနေရင်လည်းရုတ်တရက်ဆိုသလိုသူမရှိမှအောက်ထုပ်မဲဆောင်းထားတဲ့မျိုးသားတစ်ယောက်ကပေါ်လာပြီးတော့ဘာစကားမှမပြောပဲခန္ဓာကိုယ်ရင်ညွန့်နဲ့လေပင်းတွေကိုချွန်ထက်တဲ့အရာတစ်ခုနဲ့တောက်လျှောက်ထိုးတော့တာပဲဖြစ်ပါတယ်။ အနီးနားကလူတွေရောသူမရဲ့ live stream ကိုကြည့်နေတဲ့ပရိသတ်တွေရော Irie ရဲ့ခေကြပါအောင်ဆိုတဲ့အတန်ကိုကြားလိုက်ရပြီးရဲ့နောက်ဖုန်း screen ဟာမဲမောင်သွားတာပဲဖြစ်ပါတယ်။သူမရဲ့ ohit အကူကြီးတောင်းတန်တွေကိုတော့ကြားနေရဆဲဖြစ်ပါတယ်။အမျိုးသားဟာသူ့မှာပါလာတဲ့အိဆောင်သားကိုအသုံးပြုပြီး Irie ရဲ့ခနာကိုအနှံ့ပြားကိုဓာတ်နဲ့ထိုးပြီးတိုက်ခတ်လိုက်ပြီးရဲ့နောက်သူမလဲကျသွားတဲ့အခါမှာတော့သူမရဲ့ဖုန်းကိုကင်ပြီး live ဆက်လွှင့်လေးဆိုတဲ့ပုံစံနဲ့သူမစီကိုချိန်ရွယ်ခဲ့တယ်လို့ဆိုပါတယ်။ အရီယာလိုက်စထရီကို ကြည့်နေတဲ့ follower တွေက"သူမဘယ်ရောက်သွားရလဲ၊ကဲကြပါအောင်၊သူမရဲ့နေရာကိုရှာပေးကြပါအောင်"ဆိုပြီး live comment တွေပေးခဲ့ကြပါတယ်။သိမ့်မကြခင်မှာတော့ live ထဲကနေစေးရုံရေးပေါ်ကအိုးအောဆွဲတန်တွေကိုစပြီးကြားခဲ့ကြရဲလို့ဆိုပါတယ်။တန်ရာတွေပရပွားနဲ့ IR ကိုစေးရုံအလင်းမြန်ပို့ဆောင်ပြီးတော့ကုသပေးဖို့ကြိုးစားကြပေမဲ့လေခန္ဓာကိုယ်ရင်ညွတ်လဲပင်းနဲ့ဥကောင်းမှာဓာတ်တန်ရာအချက်30နဲ့ပဲသူမဟာသိမ့်မကြခင်မှာတည်ဆုံသွားခဲ့ပါတယ်။ တိုကျိုရဲရာရှိတဲ့အခင်းဖြစ်ပွားရာနေရာမှာရှိနေတဲ့အိုင်ရီယိုတိုက်ခိုက်တဲ့သူ အသက်42နှစ်ရွယ်ကန်ဂျီတာကာနိုကိုဖမ်းဆီးခဲ့ပါတယ်။သူ့ရဲ့လက်ထက်မှာတိုက်ခိုက်ရာမှာအုံပြတဲ့အိတ်ဆောင်တာ၂ချောင်းကိုတွေ့ခဲ့ကြပါတယ်။ကန်ဂျီတာကာနိုဟာတိုချီကီအပိုင်းခြားအိုယာမာမြို့မှာနေထိုင်တဲ့သူဖြစ်ပြီးအလုံးလက်မဲ့တယောက်ဖြစ်ပါတယ်။တာဂါနိုတယောက်အိုင်ရီယိုပထမအဆုံးစသည့်ရဲ့အချိန်က2021 February လသူမရဲ့ live stream နေရနေပဲဖြစ်ပါတယ်။ 2022ခုနှစ်ဩဂတ်လအလောက်ကနေစပြီးတော့သူဟာ IR အလုပ်လုပ်တဲ့စားတောက်ဆိုင်ရုံမကြာခဏသွားတာမျိုးတွေသူမနဲ့စကားစမိပြောပြီးအဆက်အသွယ်ရယူတာမျိုးတွေလုပ်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာသူတို့နှစ်ယောက်စာချင်းဆက်သွယ်ရှိကြပြီးရဲ့နောက် IR ကသူမနေထိုင်ခြင်းအခက်ခဲရှိလို့ဆိုပြီးငွေချီးခဲ့ပါတယ်။တာကနိုကသူစုဆောင်းထားတဲ့ငွေအပြင်ငွေချီးတဲ့ကုမ္ပဏီနှစ်ခုကနေပါရန်တန်းလောက်ထုတ်ချီးပြီးရဲ့နောက်ခက်ခဲဖြစ်နေရဲဆိုတဲ့ IR ကိုငွေချီးပေးခဲ့ပါတယ်။ 2022စက်တင်ဘာကနေနိုဝင်ဘာအထိ3လကြာအချိန်ကာလအတွင်းမှာငွေချေးမှုပေါင်း73ခုရှိခဲ့ပြီးတော့စုစုပေါင်းယန်း2.5တန်ချေးခဲ့ပြီးတော့အမေရိကန်ဒေါ်လာအနေနဲ့ကတော့ဒေါ်လာ18000ကျော်ဖြစ်ပါတယ်။ဒီလိုနဲ့နောက်တနည်း2023ခုနှစ်ဇန်နဝါရီလမှာအိုင်ရီယာသူ့ကိုယန်း3000လောက်ပဲပြန်ဆက်ပြီးတဲ့နောက်ဆက်သွယ်ဖြတ်သွားခဲ့ပါတယ်။ဇန်နဝါရီလကနေဖေဖော်ဝါရီလအတွင်းသူဟာအိုင်ရီကိုဆက်သွယ်ဖို့စူးစမ်းပေမဲ့လုံးဝဆက်သွယ်မရတဲ့အခါမှာတော့ တရားရုံးမှာငွေပြန်မဆက်တဲ့အမှုနဲ့တရားစွဲဆိုခဲ့ပါတယ်။တရားရုံးကအိုင်ရီကိုစင့်ခေါ်စာပေးပို့ခဲ့ပေမဲ့သူမကတော့ရောက်မလာခဲ့ပါဘူး။အမှုနဲ့ပတ်သက်ပြီးတော့တရားရုံးကအိုင်ရီကိုသူမချေယူထားတဲ့ရန်နှစ်သက်သမ5တန်းကိုဒါကနိုပြန်ပေးဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ဒါပေမဲ့အိုင်ရီယာသူ့ကိုလုံးဝဆက်သွယ်မလုပ်တဲ့အတွက်မြို့မှာရှိတဲ့ရဲစခန်းမှာတောင်မှအတိတ်ရောက်ကိုပတ်စံချေးပေးပြီးတော့တရားစွဲပြီးရတောင်မှသူ့ရဲ့ပတ်စံကိုပြန်ရအောင်တောင်းလို့မရဘူးဘလို့လုပ်ရမလဲဆိုပြီးအရေးတွေကိုအကူအညီတောင်းခဲ့သေးတယ်လို့ဆိုပါတယ်။2024တနှစ်လုံးလုံးရော2025ခုနှစ်မှာပါအဆက်အသွယ်မရလာတဲ့အခါသူဟာဒေါသတွေထွက်လာခဲ့ပါတယ်။ IRU ကြည့်ရတာတော့သူမရဲ့ channel မှာ live တွေလွှင့်ရင်ပျော်ပါရင်းနဲ့ life link ရာကနေပတ်စံနေအများကြီးဝင်နေရတဲ့သူ့ကိုပတ်စံပြတ်မဆက်ရလေချင်းဆိုပြီးအမျက်ထွက်လာခဲ့ပါတယ်ဒီလိုနဲ့2025 January လလောက်မှာအိတ်ဆောင်ဓာတ်နှချောင်းကို online ကနေဝယ်ယူခဲ့ပါတယ် match လောက်ကိုရောက်လာတဲ့အခါ iri ကမထင်မှတ်ထားဝဲနေသူမတိုကျိုမြို့ရဲ့ရှင်ဂျူကူတဝိုက်မှာလမ်းလျှောက်ပြီး live လွှင့်မယ်ဆိုတာကိုသူမရဲ့ channel မှာကြေညာခဲ့ပါတော့တယ်ဒီကြညာချက်ကိုကြားသိရတဲ့အခါမှာတာကာနိုကတိုကျိုနဲ့မိုင်60လောက်ဝေးတဲ့သူနေထိုင်တဲ့အိုယာမာမြို့ကနေ Ivory ကိုတိုက်ခိုက်ဖို့ကြံစီပြီးထွက်လာခဲ့ပါတယ်။သူမ live လွှင့်နေတဲ့ဗီဒီယိုကြည့်ပြီးရနောက်ဘယ်နေရာမှာရှိနေလဲဆိုတဲ့အနီးကပ်ကိုခြေရာခံလိုက်ခဲ့ပြီးတော့တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။သူကရဲတွေကိုပြောပြချက်အရ Ivory ကသူ့ကိုငွေတွေပြန်ဆက်နိုင်ရတဲ့အတဲ့ live stream နေစီကနေပတ်သက်နေအများကြီးဝင်နေရတဲ့အတဲ့သူမကတော့ social media ပေါ်မှာကြွယ်ပြနေပြီးတော့သူကတော့အကျွေးရည်နဲ့ဒုက္ခရောက်နေတဲ့ချက်ကိုလုံးဝသီးမခံနိုင်တာကြောင့်မို့လှုပ်ဆောင်နေတာပဲဖြစ်တယ်လို့ဆိုပါတယ်။ သူဟာအိုင်ရီယိုတိုက်ခိုက်ခဲ့တာမှန်ပေမဲ့သေစီလိုတဲ့ရွယ်ချက်တော့မရှိဘူးလို့ဆိုတယ်။ဒီတိုက်ခိုက်မှုကနေတဆင့်သူမသူ့အပေါ်ကိုဘလို့ဒုက္ခတွေပေးခဲ့တယ်ဆိုတဲ့အကြောင်းကိုအမှုဖြစ်ပြီးတရားခွင်စစ်ဆေးရင်းကနေတနိုင်ငံလုံးကိုသိစေချင်တာတစ်ခုပဲရှိတယ်လို့သူကဆိုပါတယ်။ဒါပေမဲ့လက်လွန်ချေလွန်ဖြစ်ပြီးသေဆုံးသွားတဲ့အခါမှာတော့သူဟာလူတက်မှုနဲ့တရားစွဲဆိုခံရပြီဖြစ်ပါတယ်။အိုယာမာမြို့မှာရှိတဲ့သူ့ရဲ့နေအိမ်ကိုရဲတွေစစ်ဆေးကြတဲ့အခါတကာနိုတယောက် IRC ကိုပတ်စံနေပို့ထားတဲ့ဘန်ရစီ10ခုလောက်ကိုရှာတွေ့ခဲ့တယ်လို့ဆိုပါတယ် ရက်ဆက်လာတဲ့ဒီတိုက်ခိုက်မှုကြောင့်မို့လူတွေကဒီမှုကိုအပြစ်တင်ရှုံးချကြပေမဲ့လည်းအံ့အားသင့်စရာကောင်းတာတခုကတော့ online ပေါ်မှာအမှုနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေပေါ်လာခဲ့ပြီးအဲ့ဒီနောက်သူတို့နှစ်ယောက်ကြားမှာပြောထားတဲ့ chat message တွေကလည်းထွက်ပေါ်လာခဲ့ပါတယ်ဒီ message တွေကိုတွေ့တဲ့အခါမှာတော့ internet ပေါ်ကလူတွေကတာကနိုကိုစာနာတနာကြောင့်ပြသခဲ့ပါတယ်ဘာလို့လဲဆိုတော့ iri ဟာတာကနိုကိုအကြောင်းပြချက်အမျိုးမျိုးနဲ့ပတ်စံနေထပ်တလဲလဲတောင်းရမ်းနေတာကြောင့်ပဲဖြစ်ပါတယ် ဆိုရှယ်မီဒီယာပေါ်မှာဒီမရဲ့ကြွယ်ဝချမ်းသာမှုတွေကိုကြွားဝါတဲ့အပြင်စိတ်သက်ထားတဲ့သူတယောက်ပါရှိသေးတယ်လို့ဆိုပါရယ်။တက္ကနိုနဲ့ပြောထားတဲ့ message ထဲမှာတော့သူဟာစင်စင်ရဲနဲ့နေထိုင်ရတယ်ဆိုပြီးပြောဆိုထားပါရယ်။ဒါအပြင်ထွက်ပေါ်လာတဲ့ message တွေအရသူဟာတက္ကနိုကို manipulate လုပ်နေတဲ့ပုံစံတွေလည်းပေါ်နေခဲ့ပါရယ်။ချက် message တစ်ခုအရ Iria တက္ကနိုမရှိပဲမနေနိုင်ဘူးလို့ဆိုပါရယ်။တက္ကနိုကလည်း Iri မရှိပဲမနေနိုင်ဘူးလို့ပြန်ပြီး reply ပြန်ခဲ့ပါရယ်။ Iri တက်လုပ်ပေးနေရတဲ့အတွက်ကျေးဇူးတင်တယ်လို့သူမကပြောခဲ့ပြီး ပတ်စံထုတ်ပေးတော့မလားဘဏ်ထဲကိုထည့်ပေးလို့ရတယ်ဟုတ်ဆိုပြီးမြည်ခဲ့ပါတယ်ဒါကနိုးကဟင်း ATM မရှိဘူးပတ်စံလွှဲလို့လည်းမရဘူးလို့ပြန်ပြောခဲ့ပါတယ်2025ခုနှစ်မတ်လ9ရက်နေ့မှာတော့ဒါကနိုးကသူ့ရဲ့နောက်ဆုံး message ကိုပို့ထားခဲ့ပါတယ်အဲ့ဒီ message ထဲမှာ Irio သူ့ကိုရမ်းတဲ့တောင်းလောက်ပဲပြန်ဆက်ပေးပါအောင်ငါအချွေးထဲမှာနစ်နေပြီဆေးရည်လည်းတောက်ထားရပြီးတော့တဏီကုံအိတ်နေရဲဆိုပြီးပြောခဲ့ပါတယ်ဒီ message မြင်လာတဲ့အခါမှာတော့ online အသုံးပြုသူတွေက Irio ဟာတာကန်နိုရဲ့အားနည်းချက်ကိုအသုံးပြုပြီးတော့ ငွေကြေးအလဲသုံးစားလုပ်ခဲ့တာကြောင့်မို့ပဲနောက်ဆုံးကြေရမရတဲ့အဆုံးဓာတ်ထုတ်မှုကိုကျူးလွန်မှုတွန်းအားပေးစေခဲ့တာပဲဖြစ်တယ်လို့ပြောကြပါရယ်သူရဲ့လောက်ရက်ကိုမှန်ကန်တယ်လို့မဆိုခြင်းပေမဲ့မှားတယ်လို့လည်းပြောလို့မရဘူးလို့လူတွေကပြောကြပါရယ်တနက်နဲ့ပတ်သက်ပြီးတော့ထိန်းချုပ်မှုတွေအရန်တင်းကျပ်ထားတဲ့ဂျပန်နိုင်ငံမှာအကြမ်းဖက်ရာဇဝတ်မှုတွေကရှားပါးနေပေမဲ့လည်းမကြသေးမီနှစ်တရာနေစပြီးတော့ဓာတ်နဲ့လက်လုံတနက်တွေကိုအသုံးပြုပြီးတိုက်ခိုက်မှုတွေအများပြားရှိခဲ့ပါရယ်နားဆင်နေတဲ့ပြည်သက်ထဲမှာဂျပန်နိုင်ငံမှာနေထိုင်တဲ့သူတွေပါတယ်ဆိုရင် လက်ရှိဂျပန်နိုင်ငံမှာနေထိုင်နေရတဲ့ဘလိုရာသွေးမှုတွေကြားသိရတယ်လဲဒီအမှုနဲ့ပတ်သက်ပြီးဘာတွေသိရလဲဆိုတာကို comment မှာပြီးသွားလို့ရပါတယ်။ကျန်တဲ့နားဆင်သူတွေရောဒီနေ့ရောက်ထဲမှာဘသူရဲ့လောက်ရကပိုးပြီးဆိုးတယ်လဲဒီလိုငွေကြေးကြေးလိမ့်လည်ပြီးအကူအညီတောင်းခံရတာမျိုးတွေရှိသလားဆိုတာကို comment မှာပြောသွားကြပါဦးနော်။